ကျွန်တော်ရဲ့ Queen Entertainment YouTube Channel ကိုအားပေးစောင့်မျှော်နေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Channel တွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုတင်ဆက်ပေးမှာကတော့အားလုံးထိတ်လန့်ခဲ့တဲ့ရန်ကုန်မြို့ကမိုးချိမ့်တန်ကြောင်ဝင်ဖြစ်ပါတယ်ဒီလောက်ကြဲလောင်တဲ့မိုးချိမ့်တန်ကြီးဘာကြောင့်ဖြစ်ပေါ်လဲဆိုတာကိုမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်ဗျာ ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့မျှော်လင့်ပါတယ်။ရန်ကုန်မိုးချိမ့်တန်ကြီးကြောင့်အိမ်များတုံခါမှုတွေဖြစ်ကြတယ်လို့ဆိုကြပါတယ်။ခုနေ့ကလည်းနေပြည်တော်မန္တလေးပဲခူးတိုင်းပတ်လည်းအဲ့ဒီလိုဖြစ်ခဲ့ကြပါသေးတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရတော့ဒီအခြေအနေဟာရိုးရိုးမိုးချိမ့်တန်တဲ့ ပိုပြီးပြင်းထန်တဲ့ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်ပေါ်ခဲ့တယ်ဆိုတာကိုညွှန်ပြနေပါတယ်။အတန်ကျယ်ကြီးကိုအချိန်ကြာကြာကြားရတယ်ဆိုတဲ့အချက်ထဲမှာတော့အတန်ကျယ်ကြီးနဲ့တမိနစ်ကျော်လောက်ထိကြာရှည်ခဲ့တဲ့မိုးချင်းတန်ဟာအင်အားလုံးကြီးမားပြင်းထန်တဲ့မိုးချုံမုန်တိုင်းတွေရဲ့လက္ခဏာတစ်ခုဖြစ်ပေါ်နေပါတယ်။သူတို့ဖြစ်ပေါ်စေတဲ့အချက်မှာတော့လျှက်စိတ်မိုးချိုးလက်တဲ့အခါမှာ လေကိုရုတ်တရက်အပူပေးလိုက်သလို ဖြစ်သွားတာကြောင့်မိုးချင်းတန်ဖြစ်ပေါ်လာတာပါမိုးချင်းတန်ကြာကြာဆွဲပြီးကျဲလောင်နေလေသူတို့ဖြစ်ပေါ်စေတဲ့မိုးတိမ်တောင်ဟာပိုပြီးမြင်မာပြီးပိုမိုပြင်းထန်လေးလေးပဲဖြစ်ပါတယ်အဲ့ဒီအချိန်ကာလကရန်ကုန်တဝိုက်ကို ဖုံးအုပ်နေတဲ့မိုးတိမ်တောင်တွေရဲ့ထိပ်ဖြားအေးအေးချိန်ဟာ90နှစ်ဒီဂရီဆဲဆီယက်အထိရှိနေတာကိုဂျိုရုပုံရိပ်ရတွေ့ရှိရတယ်လို့ဆိုပါတယ် ဒါဟာမိုးတိမ်တောင်တွေအရန်မြင်ပြီးအင်းအားပြင်းတဲ့ရေခဲမိုးဆက်တွေပါဝင်နေကြောင်းပြသနေတာပဲဖြစ်ပါတယ်။မိုးချင်းတန်ဟာအင်းအားလုံးကြီးပြီးကျယ်လောင်တဲ့အတွက်အထူးသဖြင့်မိုးချိုးပြစ်တဲ့နေရာကအိမ်နဲ့အရန်နီးတဲ့အခါဒီဖီအားလိုင်းဟာအိမ်နေရာတွေနဲ့ပြတင်းပေါက်တွေကိုဓာတ်ရိုက်ရိုက်ခတ်နေပါတယ်။ဒီရိုက်ခတ်မှုတွေကြောင့်အဆောင်ရဲ့ဖွဲ့စည်းပုံဟာအတန်လိုင်းရဲ့ဖီအားကြောင့်တုံခါမှုတွေဖြစ်ပေါ်စေတာပါ။ဒါကြောင့် အိမ်မှာတုံသွားတယ်လို့ခံစားရတာဖြစ်ပြီးတော့မြင်းကလေးတုံခါမှုပုံစံမျိုးလည်းမဟုတ်သေးပါဘူးရန်ကုန်မြို့ကန်တွေခံစားလိုက်ရတဲ့တမီးနှစ်ကျော်ကြာတဲ့အတန်ကျယ်ကြီးဆိုတာကတော့ရိုးရိုးမိုးချင်းတန်နဲ့ပိုပြင်းတန်တဲ့ဖြစ်စဉ်ကိုညွှန်ပြလို့နေပါလေမိုးချိုးဟာအလျားလာရောတောင်းလိုက်ပါအကွာဝေးတော်တော်များများစီဖြတ်သန်းသွားတဲ့အခါမှာတော့အတန်လန်းဟာခက်လန်းလန်းကရောနီးနီးကပါတပြိုင်နက်လိုလိုစူပြီးရောက်လာတာကြောင့် မိုးချိန်တန်ဟာတမင်းနစ်ကြော်တဲ့အထိဆွဲပြီးကျဲလောင်နေတာပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းရဲ့ဆက်ဆက်မြို့နယ်တွေမှာလည်းတပြိုင်တည်းခန်းစားလိုက်ရတဲ့ဆိုတဲ့အချက်ကတော့ဒီဖြစ်စဉ်ဟာတနေရာလဲကွယ်ပြီးဖြစ်တာမဟုတ်ပဲရန်ကုန်တဝိုက်ကိုခြုံလွှမ်းထားတယ်။အင်အားကြီးမိုးတိမ်တောင် စနစ်တစ်ခုကြောင့်ဖြစ်တယ်လို့သုံးသပ်ရပါတယ်။ဒါဟာအဲ့ဒီအချိန်ရန်ကုန်တိုင်းတကြောဆိုတိုင်းစာ60ရာခိုင်နှုန်းကျော်နေတယ်။ အင်အားကြီးမိုးဒိန်တောင်တွေတက်လာနေတဲ့အခြေအနေအရရန်ကုန်မှာမိုးကြီးခြင်းလေပြင်းတိုက်ခတ်ခြင်း NDA မြင်မားနေတဲ့လက္ခဏာတရဖြစ်တယ်လို့သုံးသပ်ဖြေကြားလိုက်တယ်လို့ Porto 1825 Channel မှာတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။မိုးရွာနေကိုက်ပင်ဖြစ်စေမီလာမီလီယံထွက်၍ပြသောလာဝီမိုးချိုကိုမျိုးလဲရှိလို့နေပါတယ်။နံပါတ်1အနေနဲ့ကတော့အတန်မပြူဝဲကြာသောမိုးချိုနံပါတ်2ဆံဝန်းကဲသို့ကြာသောမိုးချိုနံပါတ်3 ပိုင်းဖြတ်တကယ်သို့ကြာသောမိုးချိုနံပါတ်၄ဂျက်ချက်မြည်လျက်ကြာသောမိုးချိုနံပါတ်၅မြောင်မျက်နှာမောတကယ်သို့ကြာသောမိုးချိုနံပါတ်၆ငါးမျိုးတကယ်သို့ကြာသောမိုးချိုနံပါတ်ခွန်ကြက်တောင်ဖြန့်တကယ်သို့ကြာသောမိုးချိုနံပါတ်၈ထုံနှောင်းကဲသို့ကြာသောမိုးချိုနဲ့နံပါတ်၉လောင်မီမိုးချိုတို့ပဲဖြစ်ပါတယ်ခင်ဗျာရန်ကုန်တိုင်းနဲ့ဆက်ဆက်ဝန်းကျင်ကဒေသခံတွေ မိုးရွာကနီးနဲ့ရွာနေစဲအချိန်မှာမိုးချိန်းတဲ့အကျယ်ကြီးကြားရပြီးတော့အိမ်တွေမှာတုန်ခါမှုဖြစ်တာနဲ့ပတ်သက်ပြီးအားလုံးထိတ်လန့်နေခဲ့တဲ့ရန်ကုန်မြို့ကမိုးချိန်းတန်ဘာဖြစ်လဲဆိုတာကိုတင်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ Auto 1824 Channel မှာကူးယူတင်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့လည်းစိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။နောက်ရက်ဒီမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးမှာမို့ ကျွန်တော်ရဲ့ Queen Entertainment YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးမြေတားရက်ခံပါရစေ။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။